်မင်္ဂလာပါရှင်မူတောက်ချက်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အော်တိုဘာလ15ရက်နေ့အတွက်ဈေးဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးချင်ပါတယ်ဒီစီဇန်လေးမစတင်ခင်မှာတော့မူတောက်ချက်နယ်ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးရှမ်းပြည်နယ်မြောက်ပိုင်းတေဘောမြို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတဲ့တမ်ဘရစစ်ကြောင်းတွေဟာအော်တိုဘာလ23ရက်နေ့မှာ တောင်အကြံဖက်လနဲ့ကိုင်းအဖွဲ့တရနန်လီနဲ့ပူပေါင်းအဖွဲ့တွေရဲ့စကန်တွေကိုထမှန်သိမ်းပိုင်နိုင်ခဲ့ပြီးတော့လက်ရှိအချိန်မှာတမ်ရော့စစ်ကြောင်းတွေကဘော်တိုကိုတော်ပြီးနာခဲထိရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။တမ်ရော့စစ်ကြောင်းတွေကအော်တိုဘာလတရနေ့မှာကြောင်မဲမြို့ကိုသိမ်းပိုင်နိုင်ခဲ့ပြီးနောက်အနားမယိုပဲတီဘောမြို့ကိုထပ်မံသိမ်းပိုင်နိုင်အောင်ထိုးစစ်ဆင်ခဲ့ရာလက်ရှိအချိန်မှာတီဘောမြို့နဲ့သုံးမိုင်နီးပါးအကွာကို ရောက်ရှိလာပြီဖြစ်ပါတယ်။ကိုခိုင်စော်က အကျန်းဖက်ပလောင်တပုံနဲ့အထူးခံစစ်ဆင်ထားတဲ့ကျင်းတီရွာနဲ့ကျင်းတီတံတားတွေကိုမိမိတမရစစ်ကြောင်းတွေက ပိတ်ဆို့သိမ်းပိုက်ချိန်မောပြီးဒီကနေ့ညနေမှာပဲထိန်းချုပ်လိုက်ပါပြီကျင်းတီတံတားနဲ့ကျင်းတီရွာကိုထိန်းချုပ်နိုင်ခြင်းကတေဘောမြို့ကိုပါအိတ်ကထဲထည့်ထားနိုင်ပြီးတော့မှတ်ယူလို့ရနိုင်အောင်စစ်ဗျူဟာအချက်ချနေရာတွေဖြစ်တဲ့အတွက်မိမိတို့စစ်တီတွေဟာအောင်စေးတွေအထူးဖြစ်ပေါ်တက်ကြွနေရာကိုလည်းတွေ့နေရပါတယ်ဒါအပြင်ကြောင်မဲတေဘော ပြည်တော်စုလမ်းမကြီးအတိုင်းတီဝေါမြို့ကိုထိုးစစ်ဆင်သိမ်းပိုင်ရဲ့မိမိတမ်ဘော်စစ်ကြောင်းကြီးတွေကရန်သူအခိုင်မာပိတ်ဆို့ခံစစ်ဆင်ထားတဲ့ကျင်းသည့်တံတားကို ရန်သူအပေါ်လှည့်စားအငိုက်ဖန်တိုက်ခိုက်သိမ်းပိုက်ပြီးရဲ့နောက်မှာတော့ကျင်းသည့်တံတားမှာရှန်နာမနေပဲတဟုံတို့ဆက်လက်တိုက်စစ်ဆင်ခဲ့ရမှာဒီကနေ့ညနေစောင်းမှာဘော်ကျိုဖျားပဝန်းကျင်တိထဲချို့ထားနိုင်ခဲ့ပြီဖြစ်ပါတယ်မိမိတမ်ဘော်ရဲ့လှည့်စားမှုကိုအငိုက်မီချင်းနဲ့တဟုံတို့တိုက်ခိုက်တဲ့တံကို က်ခံနိုင်ခြင်းတွေကြောင့်ကျင်းတီရွာနဲ့ကျင်းတီတတားမှချင်းမုံခံရတဲ့ပလောင်အကျန်းဖက်သဘုံတွေဟာတက်ပြက်ကတော်တွင်ကိုဆုတ်ခွာထပ်ပြေးရရှိနေတယ်လို့၎င်းရဲ့ Telegram လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။တမရော့စစ်ကြောင်းတွေဟာတီဘောမျိုးနဲ့သုံးမိုင်နီးပါးကို ရောက်ရှိလာတဲ့အတွက်အော်တိုဘာလအတွင်းမှာပဲတီဘောမျိုးကိုအလုံးစုံပြန်လည်သိမ်းပိုင်းနိုင်ွယ်ရှိနေပါတယ်။တောင်အကျန်းဖက်လက်နက်ကိုင်အဖွဲ့ TNL နဲ့ပူပေါင်းအဖွဲ့တွေဟာ တပ်မတော်အစစ်ကြောင်းတွေရဲ့အန်ကျက်နေစွာတုံ့ပြန်တိုက်ခိုင်းမှုတွေကိုတောင်းခံနိုင်စွမ်းမရှိပဲစုခွာထွက်ပြေးချိန်မှာလေတရားကိုမိုင်းခွဲချိုးဖျက်ခဲ့ဘူးရပြီးခဲ့တဲ့ရက်ပိုင်းကလည်းတေပေါ်မြို့အနီးကကျင်းသည့်တရားကိုထပ်မံမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။မြို့မင်းဦးအမြင့်ရဲ့ Facebook အကောင့်တစ်ခုကတကယ်စစ်သားတွေတေပေါ်မြို့ကိုသိမ်းမယ်ဆိုတာကြီးပဲအနားယူပါဆိုတာကိုအနားတော့မယူဗျာ။ရမခထိုးစစ်တလျှောက်အထီးကိမ်းမရှိဆုံးကဘော့ဂျိုပဲ။ တကက်စစ်သားတွေဘော့ကြိုးမာတာမနာဘူးနာခဲ့ထိရောက်ပြီးကောင်းလေကတီဘောကဆုံရင် မိုးတိတ်တရားမိုက်ခွဲ ဆုံးမှာပဲနောင်ချိုကဆုတ်တော်လဲဂௌထိတ်တရားမိုက်ခွဲဆုတ်တာပဲကျင်းတိရွာကဆုတ်တော့ကျင်းတိတရားထက်ပြီးမိုက်ခွဲဆုတ်တယ်ကြောင်မဲကဆုတ်တော်လေကြောင်မဲမိုင်းငော့နာမန်တရားကိုမိုက်ခွဲဆုတ်တာပဲလို့ရေးသားဖော်ပြထားပါတယ်တရနယ်လေးဟာတစ်တုံညာနှစ်ကွန်စစ်စင်ရဲ့ဒုတိယလိုင်းလုံးကဝါရနက်ကိုင်းအဖွဲ UWSC ၊ကကြင်လက်နက်ကိုင်အဖွဲ၊ KIA တို့အပါအဝင်မဟာမိတ်လက်နက်ကိုင်အဖွဲတွေထံကနေအကူအညီတွေရရှိခဲ့ပေမယ့်လက်ရှိချိန်မှာတော့ဝါလက်နက်ကိုင်အဖွဲ UWSC ၊ကကြင်လက်နက်ကိုင်အဖွဲ KIA တို့ထံကနေလက်နက်ခေရန်နဲ့စီရင်ငွေရေးအကူအညီမရတော့တဲ့အတွက် TNL အဖွဲဟာအခက်အခဲများစွာဖြစ်နေတယ်လို့သိရပါတယ်။ TNL အဖွဲဟာအခက်အခဲများစွာဖြစ်ပေါ်နေချိန်မှာပဲ တရားနာရေးအဖွဲ့ခေါင်းဆောင်တွေကြားမှာလဲသဘောထားအမြင်ကွဲလဲမှုတွေဖြစ်ပွားလျက်ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။တမ်ဘရာစစ်ကြောင်တွေကတောင်းအကြံဖက်တရားနာရေးနဲ့ဘိုးဘောင်အဖွဲ့တွေထိန်းချုပ်ထားတဲ့စကမ်းတွေကိုတခုပြီးတခုသိမ်းပိုင်နိုင်တဲ့အတွက်အောင်စိတ်ကအမြင့်ဆုံးရှိနေကြပါ။တရားနာရေးနဲ့ဘိုးဘောင်အဖွဲ့တွေကကစင့်ကလျာနဲ့ထွက်ပြေးနေရတဲ့အတွက်တေဘောမျိုးကစစ်ဘေးရှောင်နေရသူတွေဟာမိမိတို့မျိုးကိုပြန်ရဖို့နီးလာနေပြီလေဖြစ်ပါတယ်။လေလာသူတို့ကလည်း ဖိုက်တာတွေရဲ့အောင်ပွဲဇက်တိုက်ဆင်နေမှုတွေကြောင့်တီဘောမျိုးကန်တွေပျော်နေကြတယ်လို့ကြားသိရတဲ့အပြင် drone အမြောက်ခြေလင်းတွဲသုံးတဲ့အခွဲကြကြထိုးတဲ့တိုက်ခိုက်မှုတွေကြောင့်ရန်သူဟာကစင်ကလျာထွက်ပြေးနေရပြီးမျိုးနဲ့သုံးပိုင်ကျော်လောက်ပဲကွာတော့တဲ့ဘောဂျိုနာခေတိရောက်ရှိနေပဲဖြစ်တယ်လို့ဆိုပါတယ်။တောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNN လေးခေါင်းဆောင်တဦးဖြစ်တဲ့တာဘုံကျော်ဟာပြီးခဲ့တဲ့ရက်ပိုင်းမှာ TNN လေးအဖွဲ့ဝင်တွေကိုအတင်းကျပ်စစ်တိုက်ခိုင်းတဲ့ post တစ်ခုကို Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြကတောင်းဆိုခဲ့ပေမဲ့ TNLA အောက်ခြေတပ်ဖွဲ့ဝင်တွေကတော့ရုံးမင်းမဲတင့်နေရဲ့စစ်ကိုစက်တိုက်နေရခြင်းအပေါ်စိတ်တက်ကြဆင်းနေရလို့သိရပါတယ်။ Facebook အကောင့်တစ်ခုက TNLA ရဲဘော်တွေဟာရှေ့တန်းမှာရဲဘော်တွေနေမအားညမအားအသက်များစွာပေးဆက်ပြီးတိုက်ပွဲဝင်နေခြင်းတွေမှာထမင်းဟင်းလည်းဖြစ်တယ်လို့တချို့ရက်တွေမှာလည်းထမင်းလည်းလာမပိုးကြဘူး။နောက်တန်းကအရာရှိကြီးတချို့ကဖုန်းနဲ့အလုပ်တော်အလုပ်ပြနေရဲ့ အဲ့ဒီ TNLA ခေါင်းဆောင်တွေဟာလက်တစ်ဖက်ကကြွဲကိန်းဆော့ပြီးနောက်လက်တစ်ဖက်ကဝီချက်မှာအော်ပြောနေရဲ့အဲ့ဒီအရာရှိတွေဟာအောက်စီတပ်ဖွဲ့ဝင်တွေကိုရှေ့ကိုတက်ရအောင်တိုက်ဆိုပြီးအော်ပြောနေတယ်လို့တယောက်မှပြန်မလဲနဲ့အမိန်တွေပေးနေရမြင်တော့အတော့ကိုရှင်လေးဖို့ကောင်းတာနောက်အားနှက်ချက်တစ်ခုက TNLA ရဲဘော်တွေကစီစံနေမလုံလောက်ပြန်ဦး TNLA အောက်စီအဖွဲ့ဝင်တွေစီစံမလုံလောက်ပဲရှိနေချိန်မှာအရာရှိကြီးတွေကတော့ ကြည်စံအရှောင်းဝင်လုပ်နေရအများပြားတွေ့နေရတယ်။ရှေ့တန်းမှာကကြည်မလောက်ပြင်ဆင်မှုအားနေတဲ့အပြင် drone အဝယ်တောင်းဝန်ခံတွေလည်း drone အညံ့စားတွေဝယ်ပေးပြီးဈေးသီးရဲ့ငွေစင်းတွေပြတယ်။အဲ့ဒီ drone တွေကိုရှေ့တန်းမှာတုံးလဲအဆင်မပြေပြန်ဘူး။လူကြီးတချို့တွေကလည်း drone တံမိုးထက်စေစမကတဲ့တိုက်ဆောက်ပြလိုက်ကားအကောင်စားတွေဝယ်ပြလိုက်နဲ့ရွှေလုံငန်းကျောက်လုံငန်းတွေမှာတရနလီအရာရှိတီဗီရဲ့ရှယ်ယာတွေကြည်ပဲ KTV ဘားတွေမှာလည်းဝင်လိုက်ထွက်လိုက်နဲ့ စီးစင်တွေနဲ့အပျော်အပါးတွေနဲ့နှင်းမျောနေကြပြီးစိတ်အတုံးစိတ်အတွေ့ကြတော့တတိမရကြတော့ဘူးဒါတွေကိုရှေတန်းကရဲဘော်တွေမြင်တော့စိတ်တက်မကြပဲနေတော့မလားလို့ရေးသားဖော်ပြထားပါတယ်လက်ရှိချိန်မှာ TNL အဖွဲ့ရဲ့အောက်ခြေတပ်ဖွဲ့ဝင်တချို့ဟာခရဲကြည်စံမလုံလောက်ခြင်းထောက်ပို့ပိုင်းကောင်းမှုမှုမရှိခြင်းစကမ်းတွေကိုတစ်ခုပြီးတစ်ခုလက်လွတ်နေရတဲ့အတွက်စိတ်တက်ကြဆင်းနေခြင်း စတဲ့အခြေအနေတွေကြောင့်တမ်မတော်စစ်ကြောင်းတွေရဲ့ဟန်ချက်ညီတဲ့တိုက်ခိုက်မှုတွေကို အချိန်ကြာကြာတောင်းခံနိုင်စွမ်းမရှိဘူးဆိုတာသိကြနေပါတယ်။တမ်မတော်စစ်ကြောင်းတွေရဲ့ပြင်းထန်တဲ့တိုက်စစ်ကြောင့် TNL အဖွဲ့တွေအထူးကအကြဆုံးများနေတယ်ဆိုတဲ့အချက်ကို TNL အဖွဲ့ဝင်တွေကိုယ်တိုင်လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ TNL လက်နက်ကိုင်အဖွဲ့ဝင်တဦးဖြစ်တဲ့ MyMGO စံကအမည်ရှိတဲ့ Facebook အကောင့်တစ်ခုက နေတိုင်းလူလိုစိတ်ဆင်းရဲမှုတွေပဲမြင်တွေ့နေရတယ်လို့ရေးသားပြီးတော့တိုက်ဝဲအတွင်းတရနယ်လီလက်နက်ကိုင်အဖွဲ့ရဲ့လက်ရှိအခြေအနေကိုဖော်ပြခဲ့ပါတယ်။ဘလိုပင်ဆိုနေစီကမှတမရော်စစ်ကြောင်းတွေရဲ့ထိုးစစ်အရှိန်ကိုတောင်းခံနိုင်စွမ်းရှိမှာမဟုတ်ဘူးဆိုတဲ့အချက်ကိုနားလည်လက်ခံထားတဲ့တရနယ်လီအဖွဲ့ဝင်တွေအနေနဲ့အသက်တွေဘဝတွေကိုအလကားတသက်အဆုံးရှုံးမခံဘဲအလင်းဝင်ခြင်းကအကောင်းဆုံးဖြစ်ဖွယ်ရှိနေပါတယ်။တမရော်စစ်ကြောင်းတွေရဲ့မာကျော်တဲ့စိတ်တက် အောင်စိတ်တွေအပြင်ဟန်ချက်ညီစွာပူပေါင်းတိုက်ခိုက်မှုတွေကြောင့်နေရက်စွန့်ခွာနေရတဲ့တီဘောမျိုးကန်တွေဟာမိမိတို့မျိုးကိုမကြမီအချိန်မှာပြန်လာခွင့်ရတော့မှလည်းဖြစ်ပါရဲ့ရှင်။မလုံနေလဲ။ဒီလိုသေး